โอเคအားလုံးပဲမင်္ဂလာပါအဲ့ဒါဒီနေ့ကတော့ဆရာကြီးမင်္ဂလာအများကြီးရှိတယ်လို့ပြောလို့ရတာမင်္ဂလာအတုံးလိုက်တက်လိုက်ရှိတဲ့နေ့လို့ပြောလို့ရတာပေါ့အဲ့တော့ပြည်သူလူထုကိုနှိမ့်ဆက်ညှိမ့်မှန်းနေတဲ့ပြီးတော့ကျွန်တော်တို့ online တက်ဖွဲ့တွေကိုလိုက်ပြီးတော့မှအနိုင်ကျင့်နှိမ့်ဆက်နေတဲ့စစ်ကောင်စီရဲ့ဂျက်ဖိုက်တာလေးရင်ဒစီကျွန်တော်တို့အညာဒေသဘက်မှာပလဲပြည်သူကာကွယ်တက်ဖွဲ့ကနေပြီးတော့မှပြစ်ချလိုက်တယ်လို့ကျွန်တော်တို့ကနေဦးတရင်ရရှိတယ်ပေါ့နော်လေးရင်အမျိုးအစားနဲ့ဒါဘယ်လေစိတ်ကလည်းဘယ်လေရင်ခွင့်ကနေ ်တက်တယ်ဆိုတဲ့ဟာတော့ဒါအတိအကျမသိရသေးဘူးကနေဦးတရင်ကတော့ဒါရုပ်သံဖိုင်တွေပါကျွန်တော်တို့ line ပေါ်တက်လာတာတွေ့ရပြီးမီးလောင်နေတာလဲကျွန်တော်တို့အပိုင်းအစားတွေပြုတ်ကျခဲ့တာတွေရောမီးလောင်နေတာတွေရောကျွန်တော်တို့ပြည်သူလူထုတွေ့မြင်ခံစားလို့ရပြည်သူလူထုနေနဲ့လဲဒါအများကြီးဝမ်းမြောက်ဂုဏ်ယူမယ်လို့တော့ဒါယူဆတာပေါ့နော်အဲ့တော့လေရင်ပြမရှိပဲလေရင်ကိုဗာနဲ့ပြချလို့ရလဲဆိုတဲ့ဟာကိုလေဒါကျွန်တော်အရင်ရက်ကကျွန်တော်ရှင်းပြခဲ့တဲ့အထဲမှာလဲပါတာပေါ့အတွဲ point 7တို့လေရင်ပြလည်းနဲ့အဲ့ဒါ40.5လေရင်ပြလည်းနဲ့ point 5လေရင်ပြလည်းနဲ့ ပြစ်ချလို့ရတယ်လေပြစ်တနက်နဲ့ပြစ်ချလို့ရတယ်ဆိုတော့ဟာလေရှင်းပြခဲ့တယ်ဒီနေ့လဲကျွန်တော်တို့အဲလက်ရှိကနဦးစုံတန်းတရှိရတော့ကတော့ဒါ0.5နဲ့ပြစ်ချလိုက်တဲ့အတွက်ဒါ jet fighter တစ်စီးပြက်ကျသွားတယ်လို့ကနဦးတရင်ရရှိထားတယ်ပေါ့နော်ဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပထမသတင်းထွက်လာတော့ကျွန်တော်တို့ jet one tardy jet fighter မျိုးစားလို့သိထားတယ်ပေါ့နော်တကယ်တမ်းဒါဟိုတိတိကျကျဆိုရင်ခုန jet one tardy လား FTC 2000G လားနောက်တစ်ခုက K8 လေယာဉ်လားဆိုတာကို တေချာအောင်ထပ်ပြီးတော့စုံစမ်းတာတွေရှိတယ်။အဲနောက်တစ်ခုကဘယ်လေးတဲ့စကန်ဌာနချုပ်ရလဲ။တရားဥလေးတဲ့စကန်ကလား။နောက်မိထီလာလေးချောင်းတက်တဲ့လေးတဲ့စကန်လား။ဒါမျိုးတွေကိုစိတ်ဆက်တေချာပြီးမှသာဒါနောက်ထပ်ပြီးတော့ဟိုတရင်ကောင်းတွေထပ်ပြောပြမယ်ပေါ့နော်။ဟုတ်။ဟိုဒီလိုလေရင်ပြကြတဲ့တရင်ကြတော့ကျွန်တော်တို့ပြည်သူတွေကလည်းအားရဝမ်းသာတာပေါ့။အခုရက်ပိုင်းတွဲမှာပဲဘုံကဒါမွန်ပြည်နယ်နဲ့ကရင်ပြည်နယ်အဆက်မှာရှိတဲ့ချိုင်မြောနဲ့ဒါကွန်ကရစ်မြို့နယ်အဆက်မှာရှိတဲ့ ကျွန်တော်တို့ပန်ရက်ပန်ရက်ပန်ရက်ကျေးရွာနေအိမ်နဲ့စတဲ့အကြောင်းကိုဒီကြောင်းတိုက်ခိုက်မှုလုပ်ခဲ့လို့ကလေးငယ်တအူးပါဝင်ပြည်သူ၄ဦးတေဆုံးခဲ့တယ်နောက်တစ်ခုက35ဦးဒဏ်ရာရရှိခဲ့တယ်ပေါ့နော်အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကိုလည်းဒါဟိုစုံစမ်းသိရှိသိတလောက်ကတော့ကျွန်တော်တို့ဒလန်ရဲ့သတင်းပေးပို့မှုလို့ယူဆကြရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့လည်းပုံမှုအမြင်လေးကိုလည်းရှင်းပြပေးပါဦးဟုတ်အဲ့ဒါနဲ့ပတ်သက်လို့ပြောပြရရင်ကျရဲ့ဒီ အာပြည်သူလူထုလဲဒါဟိုရှင်းရှင်းလင်းလင်းပေါ့နော်အဓိကကတော့ကျွန်တော်ပြည်တွင်းကပြည်သူလူထုပေါ့နော်ပြည်ပြည်တွင်းကပြည်သူလူထုအနေနဲ့ရှင်းရှင်းလင်းလင်းသိစေချင်တယ်အဲ့ဒီဟာကဒလန်ရဲ့သတင်းပေးပို့မှုလဲဒစိတပိုင်းဒစိတစီသာပါတယ်လို့ကျွန်တော်စစ်ကောင်စီမှာခုနောက်ဆုံးဖွဲ့စည်းထားတဲ့ကျွန်တော်တို့ JOC ဆိုတဲ့ Joint Operation Center ပေါ့နော်ပူးပေါင်းစစ်ဆင်ရေးစင်တာတစ်ခုဖြစ်သူတို့ကတိုင်းစစ်ဌာနချုပ်တိုင်းမှာရှိပါတယ်ကျွန်တော်တို့ အဲအရှိတောင်တိုင်းရှိတာနာကျုပ်ဆိုမော်လမြိုင်မှာရှိပါတယ်အမြောက်ပိုင်းတိုင်းရှိတာနာကျုပ်ဆိုရင်ကျွန်တော်မြကြီးနားမှာရှိတယ်အဲအဲ့ဒီလိုပဲအရှိပိုင်းတိုင်းရှိတာနာကျုပ်ဆိုရင်တောင်ကြီးမှာရှိတယ်အနောက်တောင်တိုင်းရှိတာနာကျုပ်ဆိုရင်ပတိမှာရှိတယ်ဒီလိုမျိုးပေါ့နော်အဲရှိတာနာကျုပ်အခြေဆိုင်ရာမြို့တွေမှာအဲသူက JOC ဆိုတဲ့ရုံငန်းတခန်းအတိုင်းရှိတာနာကျုပ်ရုံထဲမှာ JOC ရုံငန်းတခန်းဖွင့်လာတယ်အဲ့ဒီရုံငန်းထဲမှာဘယ်သူတွေထိုင်လဲဆိုတော့စစ်စင်ရေးအရေးကြီးပြီဆိုလို့ရှိရင်သူကကစားရမှုထိုင်တယ်ကစားရမှုရဲ့တိုင်းမှုရဲ့ပြီးလို့ရှိရင်အဲ့ဒီအခန်းထဲမှာဘယ်သူတွေထပ်ပြီးတော့မှထည့်ထားလဲဆိုတော့အမြောက်က လေစင်အော်ဖီဆာပေါ့နော်သူဒီဆက်ဆံရေးအရာရှိပေါ့အပြင်လေတက်ကလေစင်အော်ဖီဆာရေတက်ကလေစင်အော်ဖီဆာအကုန်လုံးပေါ့နော်သက်ဆိုင်ရလက်ယုံကတက်တရလေစင်အော်ဖီဆာတွေအကုန်လုံးကိုအဲ့ဒီအခန်းထဲမှာထားထားပြီးတော့မှသူကဘာလုပ်လဲဆိုတော့ကျွန်တော်တို့အခုပြည်သူလူထုလှမ်းကြည့်မယ်ဆိုရင်အောက်ကနေလှမ်းကြည့်မယ်ဆိုရင်မတွေ့မြင်နိုင်လောက်တဲ့အနေအထားမျိုးဒီဟိုဟာဖြစ်တာပေါ့သူကအမြင့်ပေယူထတာပေါ့နော်တေးတေးတေးငယ်ငယ်လေးပဲတွေ့ရမယ်ဒါဗီဒေါလို့ခေါ်တဲ့အရာတစ်ခုနဲ့ပေါ့နော်ဗီဒေါဆိုတာကျွန်တော်တို့ drone နဲ့မတူဘူး ဒရုန်းကကြတော့ကျွန်တော်တို့ကွင်းပြင်အလွတ်သေးသေးတစ်ခုရှိလို့ရှိရင် तू ကအောက်ချလိုက်ပြီးတော့မှဒီ remote နဲ့ဟိုကလှုပ်လိုက်တာနဲ့မောင်းလိုက်တာနဲ့ तू ကဒရုန်းကအပေါ်တက်သွားတယ်တက်သွားပြီးကိုလွတ်ချင်တဲ့အမြင့်ပေကိုရောက်တဲ့အခါကျမှ तू ကအဲဒါလိုက်ရှင်တန်းပြီးတော့မှပြန်တန်းသွားတာပေါ့နော်အဲ့လိုမဟုတ်သူကဗီဒေါ်ကြတော့သူကကွင်းမြင်ကျဲကျဲတခုမှချပြီးတော့မှသူကအရင်ဆုံးသူကကွင်းကိုပတ်ကွင်းကိုပတ်ပြီးမှသူအပတ်ရည်ပြည့်ပြီဆိုတဲ့အခါကျမှသူကတက်တယ်ပြီးတော့ဒီကောင်ကတန်နေကုန်ထားလို့ရတယ်ရုရှားကနေပြီးကမှသူက ဟိုရုရှားနှီးပညာနဲ့ထုတ်လုပ်ပြီးတော့မှပေးပို့ထတာဖြစ်တယ်ပေါ့နော်အဲ့ကောင်ကသူကဓာတ်စီထည့်ပြီးတော့တုံးလို့ရတယ်စနစ်လေပါတယ်ပေါ့သူကအဲ့ဒါနဲ့ကျွန်တော်တို့ online တက်ဖွဲ့တွေထိန်းချုပ်ထားတဲ့နေမြေတွေမှာလူစုလူဝေးရှိတဲ့နေရာတွေကိုသူကလိုက်ပြီးတော့ကြည့်တယ်ဒါကြောင့်မလို့ကျွန်တော်မင်္ဂလာဆောင်နေဘုံကျဲခံရတာတို့အလူတွေပေါ့နော်ဒါဘိုးအေးဆေးဝါးတို့ဆိုတခါအလူအလူသွားကအလူကိုသွားကနီးလေကြမှာဟိုမှာအလူကိုလာပြီးတော့မှကျဲဝါတာပေါ့နော်ဒီဟာတွေပေါ့အဲ့ဒီဟာတွေကိုသူက လိုက်ပြီးတော့မှလူစုလူဝေးရှိတဲ့ဟာကိုနေ့လည်းပဲဆိုရင်တော့ပေါ်ပေါ်တင်တင်မြင်ရတာပေါ့နော်လူစုလူဝေးလုံးနေတဲ့ဟာပေါ်ပေါ်တင်တင်မြင်ရတယ်ညဘက်ဒီ night version ပါတဲ့ဒီ video လည်းရှိတယ်ညဘက်မှာအိုက်ကောင်ကိုလွတ်တင်တယ်လွတ်တင်ပြီးတော့သူကတညာလုံးလေးပေါ်မှာသူ့ရဲ့တိုက်ခိုက်လို့တဲ့နေရာမှာသူကလိုက်ပြီးတော့မှကြည့်တယ်ကြည့်ပြီးတော့မှသူကဒီညဘက်ဆိုလို့ရှိရင်တော့လူကိုဖြူဖြူလေးတော့မြင်ရတယ်လို့အဲ့ဒါကျွန်တော်စုံနှန်းတီးရတော့ဖြူဖြူလေးမြင်ရတယ်ပေါ့နော်လူရဲ့လှောက်ရှားမှုကိုမြင်ရတယ်အဲ့ဒါသူကလူစုလူဝေးများလာပြီဆိုတဲ့အခါကျလို့ရှိရင် သူကဒါကိုသူကအရင်ဆုံးတုံးတက်တယ်ပေါ့နော်ရန်သူလို့ယူဆတယ်ဆိုလို့ရှိရင်အဲသူကဟိုပြည်သူတော့ပါတော့မခွဲတော့ဘူးဒါလူစုလူဝေးလုပ်နေတယ်ဒါရန်သူပဲငါတို့ပြည့်ရမယ်လို့ယူဆလို့ရှိရင်သူကဘာလုပ်လဲဆိုတော့ဘေးဘေးမှာရှိတဲ့အမြောက်ကစစ်ဘိုးတခါတည်းမေးရဘင်းအမြောက်နဲ့ပြစ်လို့ရလားအဲ့နေရာကိုအစင်မပြေဘူးအကွာဝေးဝေးတယ်ပေါ့နော်မြေပုံညွှန်းကြည့်ပြီးတော့မှသူကအဲ့ဒီဟာကိုအဲ့ဒီဗီဒိုကသွားနေတဲ့ အဲရုပ်ပုံမှန်ရုပ်တံမှန်သမျှကိုသူကအခန်းထဲမှာတခါလေး projector နဲ့ထိုးပြီးတော့မှထိုင်ကြည့်နေတာပေါ့နော်စစ်စင်ရေးခန်းမှာတည်းမှာထိုင်ကြည့်နေတယ်အဲ့ဒါလေကျွန်တော်ပြည်သူလူထုတွေနဲ့အများကြီးတတိထားရမှာပေါ့နော်ထိုင်ကြည့်နေပြီးတော့အမြောက်ကိုမေးတယ်မင်းပြစ်လို့ရလားရတယ်ဆိုလို့ရှိရင်သူကအမြောက်နဲ့လှမ်းပြစ်တယ်ဒါမှမဟုတ် drone drone ကအရာရှိကိုမေးတယ် drone နဲ့လုတ်လို့ရလားဆိုရင် drone နဲ့လုတ်လို့ရတယ်ဆိုရင်သူကကာမီကာဇဲပေါ့ suicide drone လှုပ်ပြီးတော့မှလုတ်တာမျိုးရှိတယ်ဒါမှမဟုတ်လေရင်နဲ့ပြစ်ရမလားသူကသူ ပြစ်မှတ်အမျိုးအစားခွဲပြီးတော့မှရေတက်ကပြည့်ရမလားဆိုတဲ့ဟာကိုလုံနေတာဖြစ်နေတယ်ကျွန်တော်တို့အဲပြည်တွင်းရပြည်သူလူထုအနေနဲ့လူစုလူဝေးပြုလုပ်ခြင်းကိုဒီချိန်မှာခြောင်ချားတင်နေပေါ့နော်နေရောညရောဒါတော့စစ်ကောင်စီထိန်းချုပ်နေမြေဆိုရင်တော့ပြဿနာမရှိဘူးပေါ့နော်ဒါလွတ်လွတ်လပ်လပ်ပေါ့နော်ဒါအလူပဲဖြစ်ဖြစ်တာရေးပဲဖြစ်ဖြစ်နာရေးပဲဖြစ်ဖြစ်တခုခုအစည်းအဝေးပဲဖြစ်ဖြစ်ဒါမျိုးဆိုလို့ရှိရင်တော့ဒါစစ်ကောင်စီနေမြေမှာဆိုရင်တော့စစ်ကောင်စီထိန်းချုပ်နေမြေမှာဆိုရင်တော့လုံးလို့ရတယ်ကျွန်တော်တော်လိုင်းတက်ဖွဲ့ကြီးထိန်းချုပ်နေမြေမှာလူစုလူဝေးပြုလုပ်ခြင်းကို ဒီချိန်မှာအင်မတန်ရှောင်ရှားတင်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့မင်္ဂလာဆောင်နေအခုစာတင်ကြောင်းနေပါဒီအဲ့လိုမျိုးလူစုလူဝေးကိုသူကပြည်သူတော့ပီဒီအက်တော့ပါဆိုတော့တော်လှန်ရေးတပ်ဖွဲ့ဆိုမခွဲခြားဘဲနဲ့သူကလူစုလူဝေးလောက်တဲ့နေရာကိုပြင်မှတ်တစ်ခုဖြစ်ထားပြီးတော့စစ်စင်ရေးပြုလုပ်နိုင်ဖို့အတွက်သူတို့မှ JOC ဆိုတဲ့အခန်းဖွဲ့ပြီးတော့မှာ တိုင်ပင်ပြီးတော့အလုံးလုံးနေတယ်ဆိုတော့လေဒါကျွန်တော်တစ်ခါလေးပြည်သူလူထုကိုရှင်းပြခြင်းတယ်ဗောနော်အပြီးတော့ဒါကြောက်ဖြူတဲ့င်းနဲ့ပတ်သက်ပြီးတော့လေကြောက်ဖြူကိုလည်းကျွန်တော်တို့ဟိုမေးမေးနေတယ်ဗောနော်ကြောက်ဖြူတဲ့င်းနဲ့ပတ်သက်ပြီးတော့ပဲလေပြင်ဆက်ပေးပါအောင်ဆိုတော့ကြောက်ဖြူတဲ့င်းနဲ့ပတ်သက်ပြီးတော့ဆရာကြီးရောဘာတဲ့င်းတွေရတာရှိသေးလဲဟိုကြောက်ဖြူကတော့ခွေရက်ပိုင်းမှာကျွန်တော်တို့စစ်ကောင်စီနဲ့အေးအေးအပြင်းထန်တိုက်ပွဲဖြစ်နေတယ်ဗောနော်အဲ့ဒါအဲ့ဒီလိုတိုက်ပွဲဖြစ်နေတဲ့အတွက်ကြောင့်ဒါအရေးကြီးတဲ့တရုတ်နိုင်ငံအသားအရှုပ်နေရာပြောင်းရွှေ့နေတယ်လို့လည်းတဲ့င်းရရှိတယ်ဗော တကယ်တမ်းတော့ကြောက်ပြူရေနဲ့စိတ်ကန်းစီမံကိန်းဟာတရုတ်နိုင်ငံရဲ့မဟာဗျူဟာမြောက်တဲ့ဒါစီးပွားရေးပေါ့နော်အဲ့ဒီမှာတရုတ်နိုင်ငံရဲ့မြန်မာနိုင်ငံအတွင်းအရေးပါဆုံးဒါဟိုရင်းနှီးမြှုပ်နှံမှုလို့တခုလို့လည်းသိထားရတယ်ပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့2024ခုနှစ်လောက်မှာပဲဒါကြောက်ဖြူစီးပွားရေးစုံကာကွယ်ဖို့အတွက်ဒါဗိုလ်ချုပ်ဟိုပါပေါ့ကျော်ရွှေထွန်းဦးဆောင်ပြီးတော့ကျွန်တော်တို့တရုတ်နဲ့ အဲစစ်ကောင်စီပူပေါင်းလုံခြုံရေးအဖွဲ့ဆိုပြီးတော့ဖွဲ့စည်းခဲ့တယ်ပေါ့နော်အဲ့လိုဖွဲ့စည်းပြီးအဲ့လိုဖွဲ့စည်းပြီးတဲ့နောက်ပိုင်းမှာတော့ဒါတရုတ်လက်နက်ကင်လုံခြုံရေးအဖွဲ့တွေကမြန်မာနိုင်ငံအတွင်းကိုဝင်ရောက်လာမယ်ဆိုတော့တတင်းကိုကြားသိလာတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေရဲ့ရင်ထဲမှာရန်ကိုပောက်ပွဲခဲ့တယ်ပေါ့နော်နောက်တစ်ခုကဒီမြန်မာနိုင်ငံအရေးမှာလဲတရုတ်နိုင်ငံကသူ့ရဲ့စီးပွားရေးနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်သူလူထုဘက်ကနေယူပါမမမမမရက်တီပဲနဲ့ စစ်ကောင်စီဘက်ကပဲရက်တည်တဲ့အတွက်ကြောင့်လဲဒါပြည်သူလူထုကတရုတ်ပေါ်မှာမချေမနှက်ဟိုဖြစ်ခဲ့တယ်ပေါ့နော်ဒီလိုပဲအခုတရုတ်တမရကလည်းဒီတိုက်ပွဲတွေဖြစ်မြန်မာပြည်တွေတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ကြောင့်ဒါစိုးရိမ်မှုတွေမြင့်တက်လာပြီးတော့မင်းအောင်လှိုင်တဖက်ဖက်မှာခဲ့ပေါ့နော်မြန်မာနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ဒါညံအမျောမြင်ရှိရှိပြီးတော့ပေါ့နော်ဟို ကင်လွယ်တက်ဖို့ဒါမင်းအောင်လိုင်းကိုလေတပောက်ပါတင်ပေးနေရတော့မှားနေတာမျိုးတွေပေါ့ဒီရွယ်ကြီးမှလက်ပေးမတင်နေတော့လို့မရတော့ဘူးဒီရွယ်ကြီးမှလက်ပေးမတင်နေတော့တင်ဆိုင်ကုန်းမဲ့လက်ညှိုးထိုးပြမှရတော့မှာလေအဲ့လိုပဲပြောရတော့မလို့ဖြစ်နေဟုတ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ခဏလက်ဘုံဘူးကပြောလို့သွားတတိရတာပေါ့နော်ခဏလက်ပေးမတင်နေဆိုတော့ညာတက်တော်လေးတစ်ခုသွားကြည့်လိုက်တာဟိုအသက်ကြီးကြီးနဲ့အဖွားကြီးတယောက်ပေါ့လေအဖွားကြီးတယောက်ကဒါအသင်းနဲ့ကနေတာကနေတာဟုတ် အဲ့ကနေတဲ့ဥစ္စာကိုကျွန်တော်မိသားစုကတံပြီး family group messenger ကနေဖွဲ့ထားတာအဲ့ဒါကိုလှမ်းပို့ပေးတာကိုအတွင်းနဲ့ကိုဟာအသက်ကြီးကြီးနဲ့ရုပ်ရလဲဆိုတော့ဟာဘာလေးလာပို့ပေးနေရလဲပေါ့နော်အာယုံနောက်ဟာအဲ့မှာကုန်းမလေးတစ်ခုဝင်ဖတ်ကြည့်လိုက်တာပုံကအဲ့မှာအဲ့ကုန်းမလေးကြည့်လိုက်တော့ရန်ဥတက်ဘာလဲဆိုတော့ဟိုအန်တီပေါ့နော်အသက်လည်းကြီးနေပြီအန်တီရဲ့အရွယ်က ဒါမြေတောင်မြောက်ပေးရမယ်အရွယ်မဟုတ်ဘူးတော့ဘူးပေါ့နော်မြေတောင်မြောက်ပေးရမယ်အရွယ်ကကျော်လွန်လာပြီမြေပြုတ်ရမယ်အရွယ်ရမြေပြုတ်ရမယ်အရွယ်ဖြစ်လာမင်းအောင်လိုင်းလည်းအဲ့လိုပဲအဲတရုတ်သမ္မတအနေနဲ့မင်းအောင်လိုင်းကိုမြေတောင်မြောက်ပေးမနေနဲ့မြေမြုတ်ရတော့ဒီစစ်ကောင်ဆောင်နေမြေမြုတ်ရတော့မယ်ပေါ့နော်အဲအဲ့ဒါကြောင့်ခုနဒီကြောက်ဖြူဟွာပေါ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့လေဒါလေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်ပေါ့နော်ဒါမကွေးလေး မကွေးလေတဲ့စကန်ဌာနချုပ်တို့နောက်တစ်ခုကကျွန်တော်တို့နေပြီးတော့လေးတဲ့စကန်တို့ရှမ်းတိုင်းလေကြောင်းတက်တန်လေးတဲ့စကန်တို့လေကြောင်းတိုက်ခိုက်မှုတွေအများဆုံးလုပ်တယ်ဒါပေမဲ့ခုနလိုကျွန်တော်တို့ဒီမြန်မာနိုင်ငံအလဲပိုင်းပေါ့နော်အလဲပိုင်းကလို့လက်လွတ်စပယ်သူလေကြောင်းတိုက်ခိုက်မှုလုံးလုံးမရတော့ဘာကြောင့်လဲဆိုတော့ပေါ်မှာကြောက်ဖြူမှာတကယ်တရုတ်စီးပွားရေးစီမံကိန်းဖြစ်နေတဲ့အတွက်ကြောင့်လေကြောင်းတိုက်ခိုက်မှုလက်လွတ်စပယ်မလုပ်ရဲဒါကိုလည်းကျွန်တော်အနေနဲ့မြင်တွေ့ရတယ်နောက်တစ်ခုက ဒါတရုတ်အနေနဲ့လဲတမရအနေနဲ့လဲဒါအမျိုးမျိုးရှိရှိနဲ့မြန်ကင်လွယ်ဖို့ပဲတဖွားဖွားပြောနေတာကိုတွေ့ရတာပေါ့ဟုတ်အဲ့တော့ဒီကြောက်ဖြူသတင်းနဲ့ပတ်သက်ပြီးတော့ဗောနော်အရခရတော့ AE ကကြောက်ဖြူတိုက်ပွဲမှာကျွန်တော်တို့ကြီးရည်လေးဗောနော်စကားစားရဲ့ကြီးရည်လေးသုံးခုတလုံးနဲ့ဒါရင်ဆိုင်ထိုးစစ်ဆင်နေရတာဖြစ်တယ်ဗောနော်ရေတက်ကလည်းကျွန်တော်တို့ကြောက်ဖြူကရေနဲ့စိတ်ကန်းရှိရတဲ့အတွက်စစ်ကောင်စီရေတက်ကအလွယ်တကူကန့်ကပ်ပြီးတော့မှကျွန်တော်တို့လေရင်ဘော်ကဟိုတင်းမောဘော်ကလက်နက်တွေနဲ့ အာကျွန်တော်တို့အရခတ်တော့ AA ဘက်ကိုပြစ်ခတ်တာတွေရှိသလိုကျွန်တော်တို့လေရင်နဲ့လည်းလာရောက်ပြီးတော့မှအချိန်ချင်းဘုံလာကျဲတာတွေလည်းရှိတယ်ပေါ့နော်အပြီးတော့ကြောက်ဖြူမှာခမရ9လေး9လေးနှစ်ကဲ9လေး3ရဲ့ပြီးတော့ကြောက်ဖြူကခလာရ34ရဲ့ပြီးတော့ရဲတရင်တရင်ရဲ့ပေါ့နော်အဒီတရင်လေးရင်ရှိတယ်ပေါ့နော်ဒီဟာတို့အရခတ်တော့ AA ကအချိန်နဲ့ ်ထိုးစစ်ဆင်ပြီးတော့မှအတိတ်တက်ကြီးတာတွေတောင်လှုပ်လာခဲ့သေးတာဖြစ်တဲ့အတွက်အရကတော့အေကဒါတော့အဒါဟို အောင်မြောင်ဆင်နွှဲနိုင်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်ပါတယ်ဗောနော်အဲ့တော့ပြည်သူလူထုအနေနဲ့ကျွန်တော်တို့ဒီနေ့ဇကဝိုင်းလေးမှာတော့အဒါဟိုအသိပညာလေးပြီးကျွန်တော်တို့တီးခဲ့ဟာလေးကိုပြန်ပြီးတော့မှကျွန်တော်တို့ပြန်လဲဝေမျှပေးတာကတော့လူစုလူဝေးပြည်တွင်းမှာလူစုလူဝေးပြုလုပ်ခြင်းကိုကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တင်းစည်းရတဲ့နေမြေမှာလူစုလူဝေးပြုလုပ်ခြင်းကိုရှောင်ရှားကြပါလို့ကျွန်တော်တို့အနေနဲ့ပန်ကြားခြင်းပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်